လင်မယားနှစ်ယောက်နေတဲ့အခန်းရဲ့အနောက်ဘက်မှာရှိတဲ့သစ်ပင်ကြီးမှာစောင့်နေတဲ့ဒီတရေမကအမျိုးသားဖြစ်တဲ့အန်းကိုအိမ်မက်တွေလာပေးတယ်အိမ်မက်ထဲမှာအဲ့တရေမပြောတာကပေါ့နော်အတိတ်ဘဝလုံးကတဲ့နင်းနေငါနေကလင်မယားတွေဖြစ်တယ်ပေါ့နော်ငါကအခုမကျွတ်မလွတ်ဖြစ်ပြီးတော့ဒီပင်ကြီးမှာနင်းကိုငါစောင့်နေတာပေါ့နော်အမြဲတမ်းနဲ့သတိရလွမ်းစွနေတယ်ဆိုတဲ့အကြောင်းလေးအိမ်မက်ထဲမှာလာပြောတယ်ပေါ့နော်တရေမကတရေဘဝရောက်တာလောက်မှပဲဟိုတနာယူတယ်လို့ပြောရမယ်ပေါ့နော်အဲ့လိုမျိုးအိမ်မက်တွေမက်ပြီးကြတဲ့က အန်းရဲ့အဖြစ်ကပေါ့နော်တနည်းနဲ့တနည်းတိတိတတာထူးထူးခြားခြားကိုလူကတပိမ့်ပိမ့်တလိမ့်လိမ့်နဲ့ကိုဖြစ်လာတယ်တဲ့နောက်ပိုင်းမှာပေါ့နော်ထူးခြားတာကဒီအကြောင်းအရာလေးကိုပြောပြတာလဲသူကတော့မှုပဲဖြစ်ပါတယ်မှုရဲ့အမျိုးသားဖြစ်တဲ့သူရဲ့အမိကတော့ M လို့ခေါ်ပါတယ်မှုနဲ့ M ကတောင်းတဲ့တရားအချစ်သူဘဝမှာလည်းကချစ်ကြိုက်ကြပြီးတော့နောက်ဆုံးမှာလက်ထပ်လိုက်ကြတယ်တဲ့ဒီလိုနဲ့အိမ်တော်သက်၃နှစ်ကြာတော့တောင်းတဲ့တရားလည်းအချစ်တွေကရော့မသွားသလိုအလုပ်တွေလည်းတူတူစူးစမ်းခဲ့တယ်တဲ့ မူးနဲ့အန်ကဒီအနာဂတ်အတွက်အိမ်မက်လေးတွေတို့မှာရှိတဲ့လင်မြနောက်စလုံးကလှပတဲ့အိမ်လေးတစ်လုံးကိုလိုချင်နေပေါ့နော်ဒါပေမဲ့ချမ်းသာတဲ့လူတွေမဟုတ်တော့သူတို့လုပ်နေတဲ့အလုပ်ငန်းအတွက်အသုံးဝင်မဲ့ပေါ့နော်အဲလုပ်ငန်းသုံးကားလေးကိုပဲအရေးကြံနေဝယ်ပြီးတော့စီးခဲ့တယ်တဲ့အလုပ်ကင်တွေလည်းအဆင်ပြေလာပါတယ်တဲ့ဒါပေမဲ့အိမ်မရှိတော့အခန်းကားပြီးတော့နေရတဲ့အခါကျတော့နေရာဒီဒီကြာသူတို့မှမရှိဘူးပေါ့နော်တောင်ပြောင်းကမြောက်ပြောင်းကဟိုပြောင်းလိုက်ဒီပြောင်းလိုက်အဲ့လိုလိုက်ပြီးတော့နေရတယ်တဲ့ဒါနဲ့တနေ့မှာ ချန္ဒရာပူလီမြို့နယ်ထဲမှာရှိတဲ့အဲတင်မွေးချံ တချံကဒီတထေးနဲ့တို့ကအဆက်အသွယ်ရပြီးတော့အဲဒီတမွေးချန်နယ်ကတစ်တေကိုဖောက်တဲ့စင်းနဲ့ဝယ်ဝယ်ပြီးလို့ရှိရင်အပိုင်းပိုင်းတော့ထင်းတုံးလေးလိုပုံစံမျိုးတွေခုတ်ထစ်ပြီးတော့ဗောနနိုင်ငံသားကို export ပို့ရတယ်တဲ့အရင်နဲ့ဈေးကြီးတယ်ဗောနတမွေးတွေကအဲ့လိုမျိုးအလုပ်ကိုလုပ်တာတော်တော်လေးလည်းတို့အဆင်ပြေလာတယ်ပထမအခန်းကားနေတဲ့နေရာနဲ့ဒီတမွေးချန်နယ်ကလည်းအတော်လေးတော့ဝေးတယ်ဒါနဲ့လင်မယားနှစ်တုံးကဆုံးဖြတ်လိုက်တယ်ဒီတမွေးချန်နယ်နေတဲ့နေရာလောက်မှာအခန်းကားပြီးတော့တို့နေကြမယ်ဆိုပြီးတော့ဆုံးဖြတ်ပြီးတော့လင်မယားနှစ်စလုံးက အခန်းငားဖို့အတွက်ဒီတင်မွေး channel နီးတဲ့ပတ်ဝန်းကျင်မှာ live ရှာလိုက်တာရှာလိုက်တော့ဒီအိမ်တန်းရားတစ်ခုကိုတွေ့တယ်အဲ့ဒီအိမ်တန်းရားကလည်းမြို့နဲ့နည်းနည်းဝေးတယ်ပေါ့နော်မြို့နဲ့ဝေးတဲ့ခါကျတော့လူတော်တိတ်ပြီးတော့မရှိဘူးတဲ့ဒါနဲ့သူတို့အနေမြောက်ကလည်းအခန်းငားဖို့အတွက်ပေါ့နော်ဈေးနှုန်းတွေပါလေမြေမြန်ကြည့်တဲ့ခါကျတော့လည်းဈေးကလည်းတက်တာတယ်ဒါနဲ့မူတို့ကပြည်သားတစုလိုက်ပြောင်းပြီးတော့လာနေလိုက်တယ်မူရဲ့အဖေအမေရဲ့မူတို့လေမြားနှစ်ယောက်ရဲ့စုစုပေါင်း၄ယောက်ပြောင်းပြီးတော့လာနေတဲ့အခန်းရဲ့အနောက်ဘက်ဒီခလန်းလန်း မှာတောအုပ်တခုရှိတယ်တဲ့အဲ့ဒီတောအုပ်ထဲမှာလည်းထူးထူးခြားခြားတပင်းကြီးတပင်းရှိတယ်အဲ့ဒီတပင်းရဲ့ပပတ်လည်းမှာဆိုလို့ရှိရင်နဝေအင်ကြီးတွေခြေဆွဲထားပြီးတော့အပင်ကြီးကိုလည်းနှစိမ့်ပိုင်းနေနှကောင်းပေါင်းစည်းနေတယ်ပေါ့နော်ပင်ကိုပတ်ထားတယ်တဲ့အပင်ရဲ့ချင်းမှာဆိုရင်အမွေးတိုင်းဖျောင်းတိုင်းတွေနဲ့ပူဇော်ပါတာထားလာလို့လေဒီအခန်းရဲ့နောက်ဘေးတကားကိုခွင့်လိုက်တာနဲ့အဲ့ဒီပင်ကိုတန်းတွေ့နေရတယ်တဲ့နှိမ့်ခင်းပတ်ကြီးတာကောင်းမှပဲပေါ့နော်စိတ်ထဲမှာတမျိုးကြီးဖြစ်တယ်တဲ့ဒါပေမဲ့အဲ့ဒီအပင်ကြီးနဲ့ပတ်သက်ပြီးတော့အမျိုးသမီးဖြစ်တဲ့မူကတော့ထူးထူးခြားခြားဘာမှမဖြစ်ပေမဲ့ မြူတာပြစ်တဲ့အန်းကတော့ပထမညမှာတည်းအခန်းမှာအိတ်တဲ့အချိန်မှာအိမ်မက်မက်တဲ့အိမ်မက်ထဲမှာအဲ့ဒီအပင်မှာနေတဲ့အမျိုးသမီးတယောက်ကသူ့စီကိုလာပြီးတော့သူ့ကိုလွမ်းဆွေးနေတဲ့အကြောင်းတွေကိုလာပြီးတော့ပြောတယ်တဲ့အမနက်ကြအိမ်မက်အိမ်မက်ကိုပေါ့နော်သူ့ရဲ့အမျိုးသမီးဖြစ်တဲ့သူကိုပြောပြတယ်မြူကတော့ဒါအိမ်မက်ပဲစိတ်ထဲမှာအများကြီးလိုက်ပြီးတော့တွေးမနေနဲ့ဆိုပြီးတော့သူ့ယောက်ျားကိုပြန်ပြီးတော့နှစ်သိမ့်လိုက်တယ်ပေါ့နော်ဒီလိုနဲ့၃လလောက်ကြာတဲ့အထိအိမ်မက်တွေကညာတိုင်းလိုလိုမက်တဲ့ အိမ်မက်ထဲကဒီအမျိုးသမီးကအန်းကိုပြောတယ်တဲ့အတိတ်ဘဝမှာသူတို့တွေကလင်မယားတွေလည်းဖြစ်တယ်ခုသူကမကျွတ်လွတ်ပဲနဲ့ဒီအပင်မှာစောင့်နေရတဲ့ဆိုတဲ့အကြောင်းလေးပေါ့နော်ပြီးတော့အန်းကိုလည်းခေါ်သွားမယ်ဆိုပြီးတော့ခါခါခဏလာလာပြောတယ်တဲ့အန်းကလည်းသူ့ရဲ့အိမ်မက်တွေကိုဟိုအမျိုးသမီးဖြစ်တဲ့မူကိုအမြဲပြောပြတယ်ပေါ့နော်မူကတော့အန်းပြောတာတွေကိုယုံတလူလူဖြစ်လာတယ်တဲ့ဘာလို့လဲဆိုတော့အန်းကအရင်ကဝါဝါဖြစ်ဖြစ်နေတဲ့အခုနောက်ပိုင်းတဖြည်းဖြည်းနဲ့အရင်ကိုတိတိတတ်တာပိန်လာတယ်ပေါ့နော်ညာဘက်တွေဆိုလို့ရှိရင်အေးအေးမဝတာလည်းပါတယ်တဲ့ တပတ်မှာ3-4ရက်လောက်ကိုမှအဲ့လိုအိမ်မက်တွေကမြင်မက်တယ်ပေါ့နော်အဲ့ဒီအမျိုးသမီးကိုပဲအိမ်မက်တွေမက်တယ်အိမ်မက်မတိုင်းနဲ့အိမ်မက်ကလန့်ပြီးတော့노ပြီဆိုလို့ရှိရင်အိမ်မရတော့ဘဲနဲ့အဲမိုးလင်းတဲ့အထိကိုပေါ့နော်သူကမျိုးလုံးတွေကြောင်ပြီးတော့ဟိုနောက်ပိုင်းမှာဆိုလို့ရှိရင်အဲတချောင်ချောင်နဲ့တိတိတတတာပိန်လာတဲ့အဲအရေးတွေပြတ်ပြီးတော့ပေါ့နော်အမျိုးသားဖြစ်တဲ့အန်ပြောတာကိုလည်းလုံးဝမယုံလို့ကမရတော့ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့တနေ့မှာအန်ကမုကိုထပ်ပြောတဲ့အဲ့ဒီမျိုးသမီးအိမ်မက်ထဲမှာငါ့ကိုလာခေါ်နေပြန်ပြီဆိုပြီးတော့မနှံ့မိုးလင်းတော့တဲ့ပြောပြတယ်တဲ့ မနေ့ပိုင်းအဲ့လိုပြောပြီးတော့ဒီနေ့လေပိုင်းလောက်မှာအန်ကရေချိုးဖို့ဟိုနော်ရေချိုးခန်းထဲကိုဝင်တဲ့အချိန်ရေချိုးခန်းအပေါက်မှာပဲခြေချော်ပြီးတော့လဲပြီးတော့တတိပါတခါလဲလစ်ပြီးတော့မေမျောသွားတယ်တဲ့မြုကတဲ့ဆေးရုံကိုပို့တယ်ပေါ့နော်ဆေးရုံရောက်တဲ့အထိတတိကပြန်ပြီးတော့လဲမလာဘူးတဲ့မြုကလည်းအိမ်ကိုအမြန်ပြန်ပြီးတော့ပေါ့နော်အဲ့ဒီတစ်ပင်ကြီးရှိရာကိုသွားပြီးတော့၅ယောက်ကြားတဲ့နေနဲ့ကဘဝတွေလဲချားနေပြီး နေလဲနင်းဘွားနဲ့နေအေးအေးဆေးနေပါပျော်ရွှင်စရာကောင်းတဲ့ငါတို့အိမ်တော်ရေးကိုပြိုကွဲဖြက်စီးအောင်ဘာဖြစ်လို့လာပြီးတော့နှောက်ရက်နေတာလဲနှောက်ရက်ပါနဲ့ငါယောက်ျားကိုလည်းခွန်မသွားပါနဲ့ဆိုပြီးတော့တဲ့အဲ့ဒီအပင်ကြီးကြီးမှာသွားပြီးတော့တောင်းမှန်သေးတယ်တဲ့သစ်ပင်ကြီးမှာစောင့်နေတဲ့တရဲမကလည်းတရဲဘွားရောက်တလောင်မှပဲလင်နာယူသေးတယ်လို့ပြောလို့ရတယ်ဗောနော်တော်တော်လင်နာယူတဲ့တရဲမမူရဲ့အဖြစ်ကခေစကားနဲ့ပြောမယ်ဆိုလို့ရှိရင်တရဲမရဲ့စနိုက်ကြော်တာကိုခံရလို့ ယောက်ျားဖြစ်တဲ့လူကိုတရဲမှလက်ထဲမှာမနေပြန်ပြီးတော့လူယူနေရတဲ့အနေအထားမျိုးဖြစ်နေတာပေါ့နော်ဒါပေမဲ့လည်းကန်ဆိုးခြင်းများစွာနဲ့ပဲမူတရာတောင်းပန်နေတဲ့ဂျာကပဲအန်ကိုဆုံဆုံလိုက်ရတယ်တဲ့အန်ကစိတ်ယုံပါတယ်တေဆုံးသွားတယ်ပေါ့နော်မူကသူယုံကြည်ရယ်ပေါ့နော်ဒီတစ်ပင်ကြီးမှာရှိတယ်တရဲမှကသူ့ရဲ့ယောက်ျားကိုခေါ်သွားတဲ့ဆိုတာကိုတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကထင်မြင်ချက်လေးဘလို့ရှိတယ်တကယ်ပဲ အမူထင်တယ်လို့ပဲသူ့ရဲ့ယောက်ျားကိုအဲ့ဒီတစ်ပင်မှာစောင့်နေတဲ့တရေမှာကခေါ်သွားတာလားဒါမှမဟုတ်ရှင်ဘာကြောင့်လဲပေါ့နော်ကိုယ့်ရဲ့ထင်မြင်ချက်လေးတွေလည်းကွန်မန့်မှာပြောခဲ့လို့ရပါတယ်ဒီလိုမျိုးဖြစ်စဉ်ဖြစ်ရတွေကိုလည်းကျွန်တော်တို့ငယ်ငယ်ကလူကြီးမိဘတွေပြောတာတွေလည်းကြားဘူးတယ်ဗျဒါတွေကကိုယ်တိုင်မကြုံဘူးမတွေ့ဘူးတော့လေဒါမျိုးဖြစ်ရတွေလုံးဝမရှိဘူးလို့တစ်ထစ်ကြပြောလို့လည်းမရပြန်ဘူးအဲကြီးကြီးနေတဲ့မိတ်ဆွေတွေရောဒါမျိုးဖြစ်ရတွေနဲ့အလားတူဖြစ်ရတွေ အဲတွေ့ဘူးကြုံဘူးတဲ့သူများရှိကြလားခင်ဗျာရှိရင်လည်း comment လေးမှာပြောခဲ့ကြအောင်ပေါ့နော်ပြန်လဲပြီးတော့ share တွေနေလုတ်ပေးသွားပါအောင်โอเคပါဒီနေ့တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲခင်ဗျာအဆုံးထိအောင်နားစင်ခံစားကြည့်ရှုပေးကြလက်ကြည့်ရှုသူတွေအားလုံးလည်းအသက်ရှင်ကြမ်းပါဆက်ချမ်းသာပြီးတော့လုံရင်ဆန္ဒတွေပြေဝကြပါစေခင်ဗျာနောက်ရက်မှာလည်းခုလိုမျိုးထိုင်းနိုင်ငံထူးထူးဆန်းဆန်းပြည့်ရလေးတွေကိုဘာသာပြန်တင်ဆက်ပေးပါအောင်မယ်နောက်ညမှာအားလုံးနဲ့ပြန်လဲဆုံပေးမယ်ခင်ဗျာဒီကြောက်တော့အားလုံးပဲ bye bye